ဒီနေ့ကျွန်တော်တို့ခွန်အားပေးခြင်းတဲ့အချက်ကသိမ်းယူခြင်းကိုခံပါလားနေရစ်ခဲ့ပါလားဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။သိရဲ့ရှင်မှာအရက်ခွက်တစ်ခွက်ရှိမယ်။ကိတ်မုတ်တစ်လုံးရှိတယ်။အဲ့ဒီနှစ်ခုထဲကသင်ကြိုက်တဲ့ဟာကိုတစ်ခုပဲရွေးချယ်ရမယ်။အရက်ကြိုက်ရင်ကို အရက်တောက်လိုက်ပါ။ကိတ်မုတ်ကြိုက်ရင်ကိတ်မုတ်ကိုစားလိုက်ပါ။ သင်ရွေးချယ်တဲ့အတိုင်းတင်ခံစားရပါမယ်။အရက်တောက်ရင်မွေးမှာဖြစ်တယ်။ကိမုတ်စားရင်ဝါမှာဖြစ်ပါတယ်။ဒါကြောင့်ဒေသနာကျမ်းခန်းကြီးကိုအငယ်နှစ်မှာတရားတော်သူနဲ့မတရားတော်သူကောင်းတော်သူနဲ့မကောင်းတော်သူစင်ကြယ်တော်သူနဲ့မစင်ကြယ်တော်သူရစ်ပူဇော်တော်သူနဲ့ရစ်မပူဇော်တော်သူ အပြစ်မရှိသောသူနှင့်အပြစ်ရှိသောသူချိန်ဆသောသူနှင့်ချိန်ဆခြင်းကို မပြုတော်သူဆိုပြီးမှ လူနှမျိုးခွဲခြားထားပါတယ်။တခေရှုကဒါနဲ့ပတ်သက်ပြီးရှင်လုက16 34 36မှာသူဥပမာတစ်ခုပေးပါတယ်။အိယာတစ်ခုထဲမှာရှိတဲ့လူ၂ယောက်မှာတစ်ယောက်က ိမ့်ယူချင်းခံရမှာ ဖြစ်တယ်။တယောက်ကနေရစ်ခဲ့ရမှာဖြစ်တယ်။ကျိတ်ဆုံကြောက်ကိုကျိတ်တဲ့လူနှစ်ယောက်မှာတယောက်ကသိမ့်ယူချင်းခံရမယ်။တယောက်ကကြံရစ်ခဲ့မှာဖြစ်တယ်။လဲမှာအလုတ်လုတ်တဲ့လူနှစ်ယောက်မှာတယောက်ကသိမ့်ယူချင်းခံရမယ်။တယောက်ကနေရစ်ခဲ့ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ရှင်လုကာ23ငယ်39 43ကရာနီကုန်းမှာလေဝါကားတိုင်းထက်မှရှိတဲ့လူစုံနှစ်ယောက်ကတယောက်ကကိုတော့ကိုကဲ့ရဲ့တယ်ပြစ်တင်တယ်ဝေဖန်တယ်ရှုံချတယ်မယုံကြည်ဘူးတယောက်ကတူအပြစ်ကိုတူဝန်ခံတယ်ကိုတော့မှလုံးဝအပြစ်မရှိအောင် ူယုံကြည်တယ်ဒါကြောင့်ကိုတော့ကိုမျှော်ကြည့်ပြီးကိုတော့နိုင်ငံတော်တည်တဲ့ခါမှာကျွန်တော်ကိုအောက်မေ့တော်မူပါလို့သူပြောတဲ့အခါသခင်ယေရှုကယနေ့ပင်တင်သည်ငါနှင့်အတူပရတိတုဘုံမှာအတူရှိမယ်ဆိုတော့လူစိုးနောင်တရတဲ့လူစိုးကကိုတော်နဲ့အတူသိမ့်ယူခြင်းခံရပါတယ်။နောင်တမရတဲ့လူစိုးကတော့ ကရာနီကုန်းမှာပဲကြံခဲ့ပါတယ်ဒီမှာမတ်တဲခုနှစ်ငယ်27မှာယေရှုကျွန်တော်တို့ကိုသေချာစွာပြောတဲ့စကားတခုရှိပါတယ်တခင်တခင်လို့ခေါ်တော်သူတိုင်းပြန်ပြောမယ်တခင်တခင်လို့ခေါ်တော်သူတိုင်းကောင်းကင်နိုင်ငံတော်ဝင်ရလိမ့်မည်မဟုတ်ကိုရောပြက်တယ်အဲ့တော့ကောင်းကင်နိုင်ငံတော်ကို ဘယ်သူတွေကိုရမလဲလို့ပြန်ကြည့်တယ်ကိုရောဆက်ပြောတယ်ကောင်းကင်ဘုံမှာရှိတော်မူသောငါအိခမဲတော်ရဲ့အလိုတော်ကို ဆောင်တော်သူဒါလင်ဝင်ရမှာဖြစ်ပါတယ်ကောင်းပြီကောင်းကင်နိုင်ငံတော်ဘယ်သူတွေကိုဝင်ရမလဲတနည်းအားဖြင့်သိမ်းယူခြင်းကိုခံရမဲ့သူတွေဘယ်လိုလဲဆိုဖြင့်ယေရှုကမဿဲအခန်းကြီး9 3ကနေ7မှာ ဖော်ပြထားပါတယ်။စိတ်နှလုံးနှိတ်ချတော်သူစိတ်မသာညှိတွားတော်သူစိတ်နှူးညံ့သိမ့်မွေ့တော်သူဖြတ်မှတ်ခြင်းပါရမီကိုစာငတ်ခင်မွတ်တော်သူတနာစုံမဲ့တတ်တော်သူစိတ်နှလုံးဖြူစင်တော်သူသူတပတ်ခိုင်ရပြုတ်ခြင်းကိုငင်းစေတတ်တော်သူဖြတ်မှတ်ခြင်းတရားကြောင့်နောက်ရှေ့ငင်းစေခြင်းကိုခံရတော်သူ ဒီလူတွေကစိမ့်ယူချင်းခံရမယ်တနည်းအားဖြင့်ကောင်းကင်နိုင်ငံကိုဝင်ရမှာဖြစ်တယ်။ကောင်းပြီနိုင်ငံတော်ကိုမဝင်ရမဲ့သူတနည်းအားဖြင့်လောကမှာကြံရစ်ခဲ့တဲ့သူကိုဗျာဒိတ်ကျမ်း23အငယ်10မှာဖော်ပြထားပါတယ်။ကြောက်တက်တော်သူမယုံကြည်တော်သူဆက်ဆုပ်ယုံရှာပွေတော်သူလူအသက်ကိုတတ်တော်သူမတရားသောမေထုန်၌မိဝဲတော်သူ ြူစားတတ်တော်သူရုတ်တုကိုကိုးကွယ်တော်သူတစ္ဆာပြတ်တော်သူဒီလူတွေကတော့လောကမှာခြံရစ်ခဲ့မယ်တနည်းနိုင်ငံတော်ကိုမဝင်ရပါဘူးတဲကန္တာယမခီးသွားတဲ့လူတယောက်အစာစားတဲ့ရေစားတဲ့ပင်မကြီးစွာနဲ့တုက္ကတုမနိုင်မနှင်းတဲ့တဲကန္တာတမရှောက်လိုင်းနေရှေ့မှာရေဘူးတဘူးတွေ့တယ် ပါမုတ်တလုံးတွေ့တယ်။သူတအားစာနေတဲ့ရေစားတဲ့အစာစားတယ်။ဒါပေမဲ့သူတခုပဲရွေးချယ်ရမယ်။သူရေတော့မလားအစာစားမလားတခုပဲရွေးချယ်ရမယ်။ကျွန်တော်တို့သိယူချင်းခံမလားလောကမှာနေရခဲ့မှာလား။သင်ရွေးချယ်တဲ့အတိုင်းတင်ဖြစ်လာပါလိမ့်မယ်။